ြည်သူသဘောထားနဲ့ဘာသွားလဲဆန့်ကျင်သွားတယ်သူဘာလုပ်လဲတော်တဲ့ထွက်ပြရတာပေါ့အဲ့ဒီတိုင်းမှာမင်းရဲ့တရားဆွဲမှာအဝိရဒနဲ့ non opposition မဆန့်ကျင်ရင်းသည် နောက်ဆုံးကျသွားတယ်ပြည်သူတို့ရဲ့အများရဲ့ဆန္ဒသဘောထားနဲ့မဆန့်ကျင်တာမှကောင်းတယ်ဟုတ်ပြီလားပြီးတော့တခုတည်းပြောတယ်နော်တခုတည်းပြောတယ်ဒါနပေးတာကောင်းတယ်လှူတာကောင်းတယ်ဒါပေမဲ့အများရဲ့ဆန့်ကျင်နဲ့ပတ်သက်လာရင်တော့ပေးတယ်မှာပေးလက်ဆိုသဘောပေါက်ပြီ ။ဘာလဲလဲ။ပေးတာဒီကောင်းပါလေ။ရှင်ဘရင်တို့ရဲ့မင်းရင်တရား၁၀ပါးထဲမှာရှိလို့တစ်သားပဲပေးပေး၊ရေပဲပေးပေး၊တောင်ပဲပေးပေးပေးလို့ရတယ်။ဘာလဲလဲ။ပေးလို့ရတယ်။ဒါပေမဲ့ပြည်သူတို့ရဲ့သဘောထားနဲ့ဆန့်ကျင်ရင်တော့ဖြင့်ပေးလို့မရဘူး။အဲ့ဒါမှတ်တာ။ဟုတ်ပြီနော်။ပေးကြနေပေးလို့ရပါတယ်ဒါပေမဲ့ဘု து သောတာရှိရမလဲဝေသန္တရဝေသန္တရမင်းကြီးသည်ဘာလို့လဲလှူတယ်လှူတာကောင်းလားမကောင်းလား ကောင်းတယ်အလွန်ကောင်းတဲ့ကိစ္စကိုပဲတိုင်းသားပြည်သူတို့ရဲ့ဆန့်ကျင်လာတယ်ပြည်သူတွေကတိတ်မပေးနဲ့တော့ပေးတာမကြိုက်တော့ဘူးဆိုတဲ့အခါမှာဘာဖြစ်သွားလဲဒါနသည် is a god giving is a god but ပြည်သူတို့ရဲ့သဘောထားနဲ့ပြည်သူသဘောထားနဲ့ဘာသွားလဲဆန့်ကျင်သွားတယ်သူဘာလုပ်လဲတော်ရထပြရတာပေါ့ကောင်းတယ်နော်နားတော်တထေရဝရဘယ်ထဲမှာဇတ်တော်တွေကဟောတာဘာကျမ်းတွေမှာဘာအနောက်တိုင်းကျမ်းမှာမဟုတ်ဘူးဒါဆိုရင်ဝတ္တန္တရမင်းကြီးသည်လှူတယ် ဆင်မူတော်ကြီးလူအကုန်လူတော့ပြည်သူတွေကလှူတာကိုလက်ခံလာလက်မခံလက်မခံတော့ပြည်သူနဲ့သူနဲ့ဆန့်ကျင်သွားတယ်ဒါဆိုရင်အဲ့ဒီရှင်မင်းကလည်းသူလူလိုတဲ့အရာကို နောက်ဆုတ်လားမဆုတ်ဘူးပြည်သူကလည်းသူတို့မလူစေချင်တဲ့အရာနောက်ဆုတ်လားမဆုတ်တာဖြစ်ချင်းအောင်ဘသူကနောက်ဆုတ်ပေးလဲဘယင်ကလှူတာကိုနောက်မဆုတ်ရင်ပြည်ရဲ့တိုင်းပြည်ရဲ့အဝင်းဝိုင်းထဲမှာတော့မနေနဲ့တော့အဲ့ဒါငါတို့ကလည်း ပေးရမှကျင်တတ်မယ်ဆိုရင်မြမပြီးအဝင်းဝင်းနဲ့မနေနဲ့လေရတယ်အပြင်ထွက်ပေးလိုက်အဲ့ဒါဆိုရတယ်အဲ့ဒါဆိုရတယ်ဟာတို့ကတော့ဒီမြကြီးတွေဒီတောင်ကြီးတွေပေးရမယ်ရတယ်ပြည်သူတွေကမပေးရင်ပေးရမယ်ပေးရမယ်ဆိုဘာလို့ပေးရမလဲတော့ငါတို့ကမပေးရင်ဘူးကိုတီးရကပေးကြတယ်ဆိုဘာလုပ်ရမလဲမြန်မာနိုင်ငံရဲ့နေနေမေးရဲ့အပြင်ကိုသွားနေလေခွတ်တယ်တနည်းပဲရှိတယ်ရှက်ဆက်လုံမယ်လုံးဆက်လုံလို့ရှိရင်မြန်မာနိုင်ငံရဲ့နေနေမေးအပြင်မှာသွားနေလိုက်တဲထိုးပြီးနေလုံးတော့အဲ့ဒါကြတာတခွန်းနဲ့ပြောမယ်အရာကတော့အဖြေကူတွေမရဘူး